တရားထိုင်တော့မယ်ဆိုတဲ့အချိန်ကစပြီးတော့ကိုကိုကိုတိပတ်ရပါလိမ့်မယ်ယုတ်တရားနဲ့နန္တရားဒီနှစ်ပါးမျှပဲရှိတယ်လို့ဒီလိုအမှန်တိုင်းသိလို့ရှိရင်ဗာဒိဋ္ဌိစင်ကြယ်မယ်ဟုတ်တယ်တက္ကရာဒိဋ္ဌိစင်ကြယ်အောင်တရားထိုင်တဲ့အချိန်ကစပြီးတော့ယုတ်အစုနဲ့နာအစုဟုတ်ပါယုတ်အစုနဲ့နာအစုဒီနှစ်ခုတွင် ဩနန္တရားကစေစားလို့ယုတ်တရားကြီးကသွားတာနန္တရားကစေစားလို့ယုတ်တရားကြီးကသွားတာယုတ်ကြီးတဲ့သွားတက်ခဲ့လားမသွားတက်ပါဘူးတုံးလူကြီးတခုဒီနာချထားနန္တရားမပါဘူးနန္တရားနဲ့ယုတ်တရားယုတ်တရားကြီးတဲ့တတ်တတ်ဆွင်သွားတယ်လာတယ်ဘယ်လောက်တတ်လိမ့်မလဲနော်နန္တရားကစေစားလို့ယုတ်တရားကြီးကလိုက်ပါနေရတာမဟုတ်လားဟုတ်တယ် လေတစင်းဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုလှော့ခတ်ပြီးတော့သွားတယ်ဆိုလို့ရှိရင်ရွက်တိုက်ပြီးတော့သွားတယ်ဆိုရင်တန်း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 နဲ့သွားတယ်မဟုတ်လားမေအပြောကတော့လှေလေးသွားတယ်လို့ပြောတယ်နော်တကယ်တော့လှေကသွားတတ်လို့လားမသွားတတ်ပါဘူးရွက်ထောင်ထားတဲ့ခါကျတော့လေအဟုံနဲ့လှေလေးကတန်း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 သွားတာမဟုတ်လားအဲ့ဒီအတိုင်းပါပဲမျှပစ်တဲ့ခါကျတော့လေဒီကနေပြီးတော့ဒင်းငနဲ့နေပြီးတော့ပြစ်လိုက်တယ်ဆိုရင်မျှကတန်း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 သွားတယ်နော်မျှကတစ်သားပဲသွားတတ်ပါမလား ဒါပေမဲ့ဘာကြောင့်သွားတယ်လဲဆိုရင်ဒီကအရှိန်အဟုန်နဲ့လွတ်လိုက်တဲ့အတွက်တန်း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 သွားတာမဟုတ်လားလေရဲ့